မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှာဒေတိအတောတမချန်းအစီအစဉ်များကိုတင်းလင်းလာနေမှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာကဘာပေါ်မှာဒီကနေ့ထိတိုင်အောင် အငင်းပွားနေစေဖြစ်တဲ့အချင်းညာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီအချင်းညာကတော့ လူသားတိုင်းရဲ့ကယ်တင်ရှင်ယေရှုခရစ်တော်သခင်ဖျားဟာဘယ်အမျိုးသားနဲ့မှဆက်ဆံမှုအလင်းမပြုတ်ဘူးတဲ့အပြုကညာမာရိရဲ့ဝမ်းမှာပြိတ္တိဆွဲယူတော်မူပြီးဝိဖွာတတ်ဆင်တော်မူခြင်းကိုခံယူတော်မူခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ဒီအငင်းပွားစရာအကြောင်းကိုဒီကနေ့သင်သိရသောတမန်ကျမ်းစီစဉ်မှာလေ့လာမှဖြစ်တဲ့ရှင်လူကာခရစ်ဝင်ကျမ်းခန်းကြီး၁အခန်းငယ်34ကနေ အခန်းငယ်80အထိမှတွေ့ရမှာဖြစ်ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်34မာရိကလည်းဤအမှုအရာသည်အဘယ်သို့ဖြစ်လိမ့်မည်နည်းအကျွန်ုပ်သည်ယောက်ျားနှင့်မဆက်ဆံပါဟု ကောင်းငင်တမန်အားပြန်ပြော၏ကျွန်တော်ဒီကနေ့အစီအစဉ်အစမှာမာရိရဲ့ပူပန်စိုးရိမ်ခြင်းမကင်းစင်တဲ့အဖန်ကလေးနဲ့စတင်ရမှာဖြစ်ပါတယ်အဲ့ဒီအဖန်ကတော့စိုးစိုးကကြားခဲ့ရတဲ့အတိုင်းကျွန်ုပ်ဟာဘေးယောက်ျားနဲ့မှမဆက်ဆံပါဘူး ဘယ်လိုလုပ်ဖြစ်နိုင်မလဲဆိုတဲ့စကားပဲ။ကောင်းငင်တမန်ဂါဘရီလာကသူ့ကိုမာရီယေမင်းဟာပရိသေဆွဲယူပြီးတော့သားယောက်ျားကိုဖွားမြင်ရမယ်ဟိ။ဒီသားဟာအမြင့်ဆုံးသောဘုရားသခင်ရဲ့သားတော်လို့ခေါ်ပေါ်ပြီးတော့ယာကုပ်အမျိုးအနွယ်ကိုအစင်မပြတ်အုပ်ဆိုးရမယ်။မဆုံးဆနိုင်တဲ့နိုင်ငံတော်ကိုအုပ်ဆိုးရမယ်ဆိုတဲ့အချိန်မှာမာရီအခုလိုတုံ့ပြန်လိုက်တာပါပဲ။တုံ့ပြန်သင့်တဲ့ဇောရကဖြစ်တဲ့တဘာဝကြတယ်လို့လူတိုင်းသဘောပေါက်နိုင်ပါတယ်။ ကျမဟာဘဲယောက်ျားနဲ့မှမဆက်ဆံရသေးတဲ့အပြိုလေးတယောက်ပဲဘယ်လိုလုပ်ပြီးတော့ဒီပရိသေတွေစွဲနိုင်မှာလဲကားယောက်ျားကိုဖွားနိုင်မှာလဲတဲ့ဒီမေကုန်းကိုအခုခေတ်လူသားတွေမယုံမကြည်နိုင်စွာနဲ့မမေးခင်ကတည်းကကာယကံရှင်မိခင်ကြီးမာရီကိုတိုင်မေးခဲ့တယ်ဆိုတာနားလေထားကြပါအဖြေကိုတော့အခုကောင်းငင်တမန်ဂါပြေလာကစပြီးတော့ပြေးလိုက်ပါတယ်ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်35ကောင်းငင်တမန်ကလည်း တန်ရှင်သောဝိညာဉ်တော်သည်သင်အပေါ်မှာတက်ရောက်တော်မူ၍အမြင့်ဆုံးသောဖရာကြီးတကောအာနုဘော်တော်သည်သင်ကိုရွှမ်းမိုးလိမ့်မည်ထိုအကြောင်းကြောင့်ထိုတန်ရှင်သောသားသည်လေဖရာသခင်၏သားတော်ဟုခေါ်ဝေါ်သမှုချင်းကိုခံရလိမ့်မည်ခရစ်တော်ရဲ့မွေးဖွားခြင်းကိုဘသူဝင်ပြီးတားဆီးလို့ရနိုင်မှာလေကျွန်တော်ဓမ္မဟောင်းကျမ်းဒီကိုလေ့လာခဲ့ပြီးပြီအထူးသဖြင့်ဝုပြရာကျမ်းမှာလူသားဟာဒုစရိုက်ကို ကျူးကျူးမကျူးကျူးဇာတိပဂရိအပြစ်ပါကိုပါလာတယ်ဒါကြောင့် အပြစ်ပြေရာဝတ်ကိုမပြုတ်မနေရပြုတ်ကိုပြုတ်ရမယ်ဆိုတာကိုကျွန်တော်မြင်ခဲ့ရပြီးပြီအဲ့ဒီလူအဖွဲအစည်းကဖိုနဲ့မပေါင်းဆက်ဖြစ်ပေါ်တဲ့တရေတိုင်းမှာအပြစ်နဲ့ဘယ်သူမှမကင်ဘူးမိဘွားတဲ့မိခင်ကိုတိုင်းဟာအပြစ်သားကလေးမိဘွားပြီးဆိုတာနဲ့ပန်ရှင်းစင်ကြယ်စီခြင်းဝတ်ကိုဆက်လက်ဆောင်ထင်းရတယ်ဆိုတာကိုလည်းကျွန်တော်တို့သေသေးချာချာကြီးမြင်ခဲ့ရပြီးပြီလေအဲ့ဒီလူသဘာဝဖိုနဲ့မပေါင်းမှဖြစ်တဲ့တရေကိုဘုရားသခင်အလိုမရှိဘူးတန်ရှင်းသောသား ဘုမဟုတ်ဘုရားသခင်ရဲ့သားတော်ဆိုတဲ့အပြစ်မပါသောသရေကိုသာဆောင်ယူရမှာဖြစ်တယ်။ဒါကြောင့်မလို့အပြိုကညာလေးရဲ့ဝန်းကိုသာဘုရားသခင်တောင်းဆိုလိုက်ပါတယ်။အပြစ်နဲ့အမြဲဆက်ဆက်တဲ့သဘာဝတရားကိုကြော်လွားပြစ်လိုက်တဲ့အတိတ်ပဲပဲပေါ့။ဆာလံတီချင်းအမှတ်စဉ်51အငယ်9မှာဒါဝိမင်းကြီးကအခုလိုဖွင့်လွှဲထားတာရှိပါတယ်။အကျွန်ုပ်ဒီမွေးစားကပင်အပြစ်ပါလျက်ရှိပါ၏။အမိဝန်းထဲမှာပြည့်တည်ယူစဉ်ပင်အပြစ်စွဲပါ၏ဆိုတဲ့အချက်ဖြစ်ပါတယ်။ အခုမာရိရဲ့သားကတော့ပြောင်းပြန်ဖြစ်ရလိမ့်မယ်အပြစ်နဲ့ကင်းစင်တဲ့ပရိသတ်ဖြစ်စေရမယ်တန်ရှင်းသောဝိညာဉ်တော်သက်ရောက်ပြီးတော့ဘုရားသခင်ရဲ့ဘုံတကူတော်စွမ်းမိုးခြင်းအပြင်ပေါ်ထွန်းသောတရီဖြစ်ရလိမ့်မယ်ဒါဟာကျွန်တော်တို့အတွက်အသင့်လျော်ဆုံးသောလမ်းကိုဘုရားသခင်စိတ်ကြိုက်ရွေးယူလိုက်တာပဲဖြစ်ပါတယ်သူ့သဘောနဲ့သူဘုရားသခင်စိတ်ဆန္ဒအလျောက်ဘုရားသခင်ပြုလုပ်သွားခြင်းသာဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာဒီအကြောင်းတွေကို ရေသာပြည့်စုံနေသူဟာ ဆရာဝန်တယောက်ဖြစ်တဲ့ပညာရရှင်လူကာဖြစ်ပါတယ်။အတော်အသေးစိတ်ပြင်ပြနေပါတယ်။သူဟာ autopsy လို့ခေါ်ပေါ်တဲ့မျက်မြင်ဒိဋ္ဌအသေးစိတ်ရှုမြင်သုံးသပ်လေ့လာပြီးမှ intern လို့ခေါ်တဲ့သမားတော်ကြီးဖြစ်သူဘုရားသခင်ရဲ့တပည့်တပန်းအဖြစ်အဖြေကိုဖော်ထုတ်ပေးနေခြင်းဖြစ်ပါတယ်။ရှင်းလင်းရမှာလွယ်လွယ်ကလေးနားလည်နှိမ့်အောင်ရိုးရိုးကလေးပဲတင်ပြနေခြင်းဖြစ်ပါတယ်။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်36 38 ထိုမှတပါအမြုံမဟုခေါ်ဝေါ်သောသင်အဆွေမျိုးအေလိရှေဘက်သည်ပရိသေဆွဲယူ၍ယခု6လအဝင်ရှိပြီ။ဖျားသခင်တတ်နိုင်တော်မမူသောအမှုမရှိ။အေလိရှေဘက်ကနေမွေးဖွားရမယ့်ယောဟန်ရဲ့ဖွားမြင်ခြင်းဟာလေအံ့ပွေတကိုးတော်ကြောင့်ဖွားမြင်ခြင်းပဲဖြစ်တယ်။ဒါပေမဲ့အဆင့်ချင်းကတော့အရှင်းမတူဘူး။လူယောက်ျားဖခင်နဲ့လူမိခင်တို့ရဲ့ဆက်ဆံခြင်းကနေရရှိလာတဲ့တရီဖြစ်ပါတယ်။ဒီကျမ်းထဲက ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဆိုတဲ့အချက်ဟာအလွန်လေးနက်ပါတယ်။ဘုရားသခင်ဟာလူပောင်လောကအပြစ်မှောင်မိုက်ကိုပယ်ရှင်းပြီးတော့သာဝရအသက်လမ်းကိုပြတ်သားဖို့ဆုံးဖြတ်ထားတဲ့သူ့အမှုတော်အတွက်မဖြစ်ဖြစ်အောင်လုပ်မယ်။ဒီလိုလုပ်မယ်ဆိုရင်သူမတတ်နိုင်တဲ့အမှုရဲ့လို့ဘာမှမရှိဘူးဆိုတာကိုဒီနေရာမှာထင်ထင်ရှားရှားကြီးတွင်တွင်ပြလိုက်ပါတယ်။ဒီအချက်ကိုအခြေခံကြကြစဉ်းစားဖို့အလွန်အရေးကြီးပါတယ်။တချို့တချို့လူတွေကဒါကိုလွှာပြီးတော့ဖတ်တတ်ကြပါတယ်။ ဖျားသခင်ကိုကိုဖြစ်စေခြင်းနဲ့အတိုင်းဆုတွေတောင်းပြီးတော့ဖျားသခင်ကအကုန်တတ်နိုင်တယ်လို့ဆိုထားတာပဲငါတောင်းတဲ့အတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့သဘောမျိုးမခံယူတတ်ပါဘူးဒီလိုလွဲမှားတဲ့အမြင်နဲ့လက်တွေ့ကျင့်သုံးပြီးတော့တကယ်တမ်းဖျားသခင်မပေးတဲ့အခါမှာနာမတော်ကို ထိခိုက်တတ်ပါတယ်နာမတော်ကိုလည်းရှုံချပြီးတော့ပြောတဲ့အဆင့်အထိလူတွေကစိတ်ကောက်ပြီးတော့ကပောက်တီကပောက်ချာတွေရှောက်ဖြစ်ကုန်တတ်ပါတယ်ဂျေဇူးတော်ရဲ့စစ်မှန်တဲ့အသရေဟာ လူသားရဲ့မှားယွင်းတဲ့အယူဆရဲ့ ြင်းထန်တဲ့ဆန္ဒဇောယမက်ကတ်မှုရဲ့ကြောင့်အထင်မြင်သေးစရာအကြောင်းတွေဖြစ်ကုန်တတ်ပါတယ်။အကယ်၍သာဘုရားသခင်ရဲ့အကြံစီတော်မှာဘောင်ဝင်တဲ့နေရာဘုရားသခင်ချထားတော်မူတဲ့လမ်းကြောင်းထဲမှာတည်နေတဲ့အရာဆိုရင်တော့ဘုရားသခင်ကမုတ်ချပေးကိုပေးမှာပေါ့။ကျေးဇူးပြုမှာဧကန္တပဲပေါ့။ဒါပေမဲ့ကိုယ့်ရဲ့သေးငယ်တဲ့အုံနှောင်းနဲ့ကောင်းမဲ့ထင်တိုင်းကိုကစုတွေလျှောက်ပြီးတောင်းတိုင်းဘုရားသခင်အလိုတော်ရှိမှရှိရလားဆိုတဲ့အချက်ကိုတော့အမြဲတမ်းတွေးတောဆင်ခြင်ဖို့ ထို့ပဲလိုအပ်ကြောင်းဒီနေရာမှာတင်ပြလိုက်ပါရစေ။အငယ်38မာရိကအကျွန်ုပ်သည်ဘုရားသခင်ကြုံမှဖြစ်ပါ၏။ကိုတော်၏စကားအတိုင်းကျွန်ုပ်၌ဖြစ်ပါစေသောဟုဝန်ခံပြီးမှ ကောင်းကင်တမန်သည်မာရိထံမှသွားလေ၏။မာရိယာဘုရားသခင်ရဲ့အကြံစီအတိုင်းဂါပြေလပြောသမျှတွေကိုလက်ခံလိုက်ပြီးတော့အကျွန်ုပ်၌ဖြစ်ပါစေသောလို့အလိုတော်ကိုဝန်ခံလိုက်ပါတယ်။အဲ့ဒီလိုဝန်ခံလိုက်ပြီးဆိုတာနဲ့သူ့ဘဝဟာဘုရားသခင်ရဲ့အမှုတော်ဆိုတဲ့ တိမ်တောင်တိမ်လေးကြီးအောက်မှာစုံစုံမြုပ်သွားရပြီလို့ကျွန်တော်တင်စားလိုပါတယ်။ဒီတိမ်တိုက်ကြီးဟာခရစ်တော်အသေးခံပြီးတော့သေခြင်းမှရှင်ပြန်ထမြောက်တဲ့အချိန်တိုင်အောင်တည်ရန်သွားမယ်။သံသရာတိမ်တိုက်ကြီးလို့ဆိုရင်လည်းမှားနိုင်မယ်မဟုတ်ပါဘူး။မဖြစ်လို့ဒီလိုကျွန်တော်ပြောရတယ်။တန်ရှင်းတဲ့အပြိုကညာစီမှ မွေးဖွားတဲ့သားတော်ဆိုတာဟာသူကိုယ်တိုင်ကသိကြရပြီ။ဒီသားတော်ဟာဘယ်လိုအတိတ်ပဲနဲ့အခုလိုမွေးတာလဲ။ အဖြေဟာဏီကုန်းအချိန်ကြမှ ပေါ်ပြီးတော့လာရမယ်။ပေချင်းကိုအောင်၍ရှင်ပြန်ထမြောက်လာခြင်းအတွေ့အပြိုကညာရဲ့ဝန်းကနေဏီတန်းပြိုခဲ့တာပဲပေါ့။ဒါကြောင့်အပြိုကညာဝန်းကဖွားမြင်ခြင်းကိုယုံကြည်ခြင်းဟာပေချင်းမှရှင်ပြန်ထမြောက်ခြင်းကိုပူတွဲယုံကြည်စေဖို့အတွက်ဖြစ်တယ်။ရေကိုသားလို့အခြားမထင်နိုင်သလိုရှင်ပြန်တည်နေသောတစ္ဆာတရားနှစ်ခုဧကန်အမှန်ဖြစ်ကြောင်းတင်ပြလိုက်ပါရစေ။အေလိရှေဘက်ထံသို့ မာရိလာရောက်ခြင်းဆိုပြီးဆက်လက်ဖော်ပြရပါစေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်39မှ41ထိုအခါမာရိသည်ထိုက်၍တောင်ကြားအရ၌ရှိသောယူရာမျိုးတစ်မျိုးသို့အလျင်အမြန်သွားပြီးလျှင်ဇာခရိအိမ်သို့ဝင်၍အေလိရှေဘက်ကိုနှုတ်ဆက်လေ၏။ထိုနှုတ်ဆက်ခြင်းစကားကိုအေလိရှေဘက်သည်ကြားစဉ်တွင်မိမိဝန်း၌ရှိသောသူငယ်သည်ခုန်၍မိမိသည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်လာတဲ့သဘာဝလွန်လှုပ်ရှားမှု ဒါကိုသမကျမ်းစာကဖော်ကြည့်တယ်။ကျွန်တော်ကလည်းအကျဉ်းနဲ့ယုံကြည်တယ်လက်ခံပါတယ်။တချို့ကဒန္တာယီဆန်တယ်လို့ပြောကြတယ်။ပြီးတော့ပို့ပြီးတော့ယုတ်တိတန်အောင်ဆွဲပြီးတော့အမျိုးမျိုးရှင်းလင်းရမယ်ဆိုတာမျိုးတောင်းဆိုလာကြပါတယ်။ဘာမှမလိုပါဘူး။အပျော်ကညာရဲ့ဝန်းမှတရေဆွဲပြီးသေခြင်းမှထမြောက်သောအဖဖရားသခင်ရဲ့ဒီခရစ်ဝင်ကျမ်းဟာစေစားသေးကြတဲ့ဆရာဝန်စာရေးဆရာအမှုပညာသမားတယောက်ရဲ့လက်တွေ့ကွင်းစင်စုံစမ်းလေ့လာမှု သူ့နှလုံးသားမှာတန်ရှင်းသောဝိညာဉ်တော်လွှမ်းမိုးသွန်သင်မှုများနဲ့သူ့ရေးသားတယ်။ဝိညာဉ်တော်ဆောင်ယူလမ်းပြတဲ့အတိုင်းသူ့ရေးသားထားလို့နှုတ်ကပတ်တော်အဖြစ်မြင်ရတယ်။အဖက်ဝင်နေပြည့်စုံလုံလောက်တယ်။ဒါကိုဘာမှဇောရကတက်เสียမလို့ဘူး။ကျွန်တော်ကတော့အကျင့်မဲ့ယုံကြည်ခြင်းကြီးမားစွာနဲ့ဒီကျမ်းကိုဖွင့်ဆိုရတာအတွက်များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။အငယ်၄၂မှ၄၅သင်သည်မိမတကားတို့တဲ့မြတ်စွာသောမင်္ဂလာရှိ၏။ ။သင်ဤဝန်း၌ရှိသောသူငယ်သည်လည်းမြတ်စွာဘုရားမင်္ဂလာရှိ။အကျွန်ုပ်သခင်ဤမေတော်သည်အကျွန်ုပ်စီသို့ကြွလာသောဂျေဇုကိုအဘယ်အကြောင်းကြောင့်အကျွန်ုပ်ခံရပါသနည်း။သင်ဤနှုတ်ဆက်ခြင်းစကားသံကိုအကျွန်ုပ်ကြားစဉ်တွင်အကျွန်ုပ်ဝန်းထဲ၌သူငယ်သည်ရွှင်မြူးသောစိတ်နှင့်ခုန်၏။ယုံကြည်သောမိမ့်မသည်မင်္ဂလာရှိ။အကြောင်းမူကားထိုမိမအားထာဝရဘုရားမိန့်တော်မူသောစကားသည်ပြည့်စုံနေမည်ဟုကြီးသောအသံနှင့်မွဲ့ဆို၏ဒီကျမ်းပိုက်ကတော့စကားပြေအဖြစ်မြင်ရတဲ့ဘုံတော်ပွဲတေးကပြပဲပေါ့ လှပတယ်ကြော့ရှင်းတယ်ပြီးတော့ဂုံမြောက်တယ်ခီလဲခီမိတယ်ဒီပီချင်းကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့စွဲကတ်မှုနဲ့အဲလိရှိပဲနှုတ်ကနေထွက်လာစီခြင်းဖြစ်ပါတယ်ဒီနေရာမှာကောရှင်လုကာဟာသူ့ရဲ့အမှုပညာစွန်းအားနဲ့ခရစ်မတ်စ်ဒေးလင်္ကာများကိုသူ့ဖာသာသူလောက်ကျန်ထည့်သွင်းတယ်လို့ဆိုနိုင်မလားသူက စိတ်ကူးရင်နာတွေကိုနှောင်းလူတို့ကနှုတ်ကပတ်တော်အဖြစ်လိုက်လံပြီးတော့ယုံကြည်နေကြရတယ်ဆိုပြီးစွတ်စွဲခြင်းကြသေးသလား ကန့်ကွက်ခြင်းကြပါသလားကျွန်တော်ပြင်ပြခဲ့တဲ့အတိုင်းတိုင်းတစ်ပါးသားဖြစ်တဲ့ရှင်လူကာဟာမေရော်မာရီအပါဝင်ခမိုင်းဝင်ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီးတော့မှအသေးစိတ်မေးမြန်းပြီးဒီကြံ့ကိုပြုစုခဲ့တယ်ဆိုတဲ့အကြောင်းကိုဏိဒန်းမာရေကကျွန်တော်ဖော်ပြခဲ့ပြီးပါပြီခိုင်လုံစွာကြားရတဲ့အဖြစ်ဒီပေါ်မှာအခြေခံပြီးမှအခုလိုရပ်ဖမြောက်အောင်သူဖွဲ့ဆိုခဲ့တယ်ဖွဲ့ဆိုနိုင်လောက်တဲ့အမှုပညာစွန့်ပကလည်းသူ့စီမှာရှိတယ်ဒီအမှုပညာရှင်ကိုဘယ်သူရွေးသလဲ ဖျားမခင်ရွေးလိုက်တာပဲမဟုတ်ဘူးလားတခြားဆိုင်ရေးဆရာကြီးတွေကတခြားရှုတော့အမြင်တွေကနေပါဝင်ဖို့ကိုလေဖျားမခင်ပဲအသုံးပြတယ်ပါတယ်သူတို့လည်းဒီအဖြစ်အနစ်တွေကိုသိရင်သိမှာပေါ့ဒါပေမဲ့ကြပြာလင်္ကာကိုမကျွန့်ကျင်တဲ့အတွက်မဖော်ပြနိုင်ဘူးလေဒီဟာကွက်ကိုဖြစ်ဆွဖို့အတွက်လူကာဟာဆရာဝန်ဘဝကိုစွန့်ပြီးတော့ဒီလမ်းကြောင်းပေါ်ကိုရောက်လာရတယ်ဒါကိုကျွန်တော်ကဖျားသခင်ရဲ့ကျေးဇူးတော်အဖြစ်အလေးအနက်ယုံကြည်ယုံငင်မကဘူးကျေးဇူးတော်ကိုများစွာချီးမွမ်းမိပါတယ် အေလိရှေဘဟာဇာခရစ်ဒစ်ယုံကြည်ခြင်းပြင်းထန်တဲ့မိမတယောက်လို့ကျွန်တော်ဒီနေရာမှာယူဆပါတယ်။တည်ငြိမ်တယ်လို့လည်းတွေးပါတယ်။သူ့မှာဘဝအတွေ့အကြုံတွေများတယ်။ဘုရားသခင်နဲ့နှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့အမျိုးသမီးကြီးဖြစ်ပါတယ်။အခုဂျေဇုတော်ကိုခံစားရတဲ့အချိန်မေရော်မာရီလို့အပြိုကညာလေးကိုအားငယ်စိုးရိမ်မှုမရှိအောင်ကန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သူအားပေးကူညီခြင်းဟာမလှပဘူးလား။မတင်ကြဘူးလား။ဝန်ပါကြည်နူးစရာကောမကောင်းဘူးလား။ ဖျားသခင်ဥဆောင်တဲ့ဓမ္မသမိုင်းမှာအေလိရှေပေရဲ့ဂျေဇူးဟာတတောင့်တနေရာမှာရှိခဲ့တယ်လို့ဒီအမျိုးသမီးကြီးကိုကျွန်တော်အထူးပဲဂုဏ်ပြုလိုက်ပါရစေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်46မှ48မာရိကလည်းငါစိတ်နှလုံးသည် ထာဝရဘုရားကိုချီးမွမ်း၏။ငါကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကိုအမိပြု၍ငါဝိညာဉ်သည်ရှင်လန်းခြင်းရှိ၏။အကြောင်းမူကားမိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီး နောင်ကာလ၌ခသိန်းသောလူအစဉ်အဆက်တို့သည်ငါ့ကို မင်္ဂလာရှိသောသူဟု၍ခေါ်ကြလိမ့်မည်ဒီကျမ်းပိုက်ဒီအချက်ဟာလေကြပြလင်ကားတယ်မာရိရဲ့နှုတ်ကဖွဖွပေါ်ထက်တဲ့ဝမ်းမြောက်ရွှင်လန်းခြင်းနဲ့ဖွဲ့ဆိုတဲ့ဘုံတော်ပွဲပေါ့ဒါကို magnificent လို့ကမိုင်းကဆိုပါတယ်မာရိဟာဖျားသခင်ကယ်တင်ရှင်ကြောင့်ဝမ်းမြောက်ရခြင်းနဲ့အတူခံစားရတဲ့ဆုမင်္ဂလာများကိုပေါ်ပြသွားခဲ့ပါတယ် ဂိုင်းပေါင်းစုံစိတ်တတ်တဲ့အမှုတော်မြတ်ကိုထမ်းဆောင်နေကြသူမိษွေအပေါင်းတို့ခမညာမိခင်မာရိရဲ့ကျေးဇူးကိုလည်းကျွန်တော်တို့အားလုံးဟာထိုက်တန်စွာအသိအမှတ်ပြုကိုပြုရမှာဖြစ်ပါတယ်။ဘုရားသခင်ရဲ့လူစားတိကိုဆောင်ယူနိုင်ဖို့သူမပါဝင်ခဲ့ရတဲ့ကြီးမားလှတဲ့ကန္တကြီးဟာမင်္ဂလာရှိသောမိခင်ကြီးတယောက်အဖြစ်ကျွန်တော်တို့စွဲမြဲစွာဂုဏ်ပြုကြရမှာဖြစ်ပါကြောင်းတင်ပြလိုက်ပါရစေ။အငယ်49မှ55တကိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောယေရှုတော်ကိုငါအာပြုတော်မူပြီးထိုဖျားဤနာမတော်သည်ယိုသေးဘွယ်ဖြစ်တော်မူ၏ထာဝရဖျားကိုကြောက်ရွံ့သောသူတို့သည်သနာတော်မူခြင်းယေရှုကိုအစင်မပြတ်ခံစားကြ၏လက်ယုံတော်အားဖြင့်တကိုးကိုပြတော်မူပြီးမာနထောင်စွာသောသူတို့ကိုကွဲလွင့်စေတော်မူပြီးဘရင်တို့ကို ရာဇပလင်ပေါ်မှချ၍နှိမ့်ချသောသူတို့ကိုချီးမြှောက်တော်မူပြီးငတ်မွတ်သောသူတို့ကိုကောင်းမွန်စွာကြွေး၍ရရသောသူတို့ကိုလက်ချီးလှလိုက်တော်မူပြီး ငါတို့ဘိုးဘေးများအားဗျာဒိတ်ထားတော်မူသည်နှင့်အညီအာဗြဟံမှစသောသူ၏အမျိုးအနွယ်အားသနာချင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းဟာတရိထား၍မိမိကျွန်ဣသရေလကို မစတော်မူပြီဟုဆို၏မာရိရဲ့တေးကြပြထဲမှာလက်ယုံတော်အဖျင်တကိုးကို ပြတော်မူပြီဆိုတာကိုတွေ့ရတော့ပရောဖက်ကြီးဟေရှာယရဲ့အနာဂတ်ကျမ်းအခန်းကြီး53အစပထမအပိုက်ကို ရှင်တွဲစဉ်းစားသင်လာပါတယ် အဲ့ဒီမှာတွေ့ရတဲ့အချက်ကတော့ခါဝေယဘုရားကြီးလက်တော်သည်အဘယ်သူအားခင်ရှားတော်မူသနည်းဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ခါဝေယဘုရားသခင်ရဲ့လက်ယုံတော်ဟာတကိုးတော်ကို ပြတယ်လို့မာရိဆိုလိုက်တယ်လို့ဒီလက်ယုံတော်ဟာအခုသူ့ရဲ့ဝန်းထဲမှာဂရေဆွဲယူလာတဲ့ကယ်တင်ရှင်သခင်ခရစ်တော်ကိုညွန်ပြခဲ့တယ်ဆိုတာဟေရှာယအနာဂတိကျမ်းအခန်းကြီး53မှာဆက်လက်တွေ့မြင်ရခြင်းပဲဖြစ်ပါတယ်။ခမာတရားတော်ဟာအဲ့ဒီလောက်အထိစီးလုံးညီညွတ်တယ် အတိတ်ပဲနဲ့ပြည့်စုံတယ်လို့ကျွန်တော်ဒီနေရာမှာထပ်မံဖြစ်ဆက်လိုက်ပြစေ။မာရိရဲ့တေးကဗျာဟာဣသရေလလူမျိုးတော်အဖို့ဖခင်ကြီးအာဗြဟံတဲ့ကြီးမြတ်တဲ့အခြားလူသားမရှိနိုင်ဆိုတာကို အမြဲချီးမွမ်းဂုဏ်ပြုနေကြောင်းထင်ဟပြသလိုက်ပါတယ်။ဘိုးဘေတို့ဤဂျေဇူးဘိုးဘေများတို့ဤယုံကြည်ခြင်းဆိုတဲ့အကြောင်းတွေကိုပြောတဲ့အခါတိုင်းမှာအာဗြဟံဟာရှေ့ဆုံးကရှိရမယ်ဆိုတဲ့အချက်ကိုထင်ထင်ရှားရှားကြီးဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အငွေ96မာရီသည်လည်းအဲလိရှဘက်ထံမှသုံးလကနေပြီးမှမိမိအိမ်သို့ပြန်လေ၏ရှင်လူကာရဲ့ဖွဲ့ဆိုမှုတွေဟာစိတ်ကူးရင်မဟုတ်နိုင်ပါဘူးလက်တွေ့ကြတယ်ခိုင်လုံတယ်လို့ကျွန်တော်ဒီနေရာမှာတင်ပြလိုက်ပါရစေယောဟန်ကိုမွေးဖွားခြင်းနဲ့အမိပေးခြင်း ဆိုပြီးစတင်ကြပါစို့ဒီအပိုင်းကတော့အခန်းကြီး1ရဲ့ကြံကျင်းသော အပိုင်းဖြစ်ပါတယ်ဗတ္တိဇံဆရာယောဟန်ကိုမွေးဖွားခြင်းရဲ့ဇာခရီးရဲ့နှုတ်ကထက်တဲ့ ဂျေဇုတော်တေးလင်ကအကြောင်းရေကိုတွေ့ရမှာဖြစ်ပါတယ်ဒီထဲကအရေးကြီးတဲ့အချက်တွေကိုထီရီမီမီဖြစ်အောင်လို့ကျွန်တော်စ조사ဖော်ပြသွားပါမယ်အငယ်59မှ60အေလိရှေဘက်ဒီဖွားအန်သောနေလစီတော်အခါသားယောက်ျားကိုဖွားမြည်ခါဝေယဖျားသည်သူမြတ်သောသနာချင်းဂျေဇုတော်ကိုအေလိရှေဘက်အားပြုတော်မူသည်ကိုအိမ်နီးချင်းအဆွေမျိုးတို့သည်ကြားလက်တော်သူနှင့်အတူဝမ်းမြောက်ဝမ်းသာကြ၏ ရှေ့ရမြောက်သောနေ့၌အေးပြားလှီးခြင်းကိုသူငယ်အားပေးအံသောငါလာကြ၍အဖ၏အမိဖြစ်သောဇာခရိအမိဖြင့်မှဲ့သောအခါအမိကထိုသို့မမှဲ့ရယောဟန်အမိဖြင့်မှဲ့ရမည်ဟုဆိုခြင်းအေလိရှေ့ဘက်ကပြောတယ်မမှဲ့ရဘူးတဲ့ဇာခရိအမိဖြင့်သွားပြီးမမှဲ့နဲ့ယောဟန်အမိနဲ့ပဲမှဲ့ရမယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဇာခရိကိုကောင်းရင်တမန်ကလာပြီးတော့မင်းသားနာမည်ယောဟန်လို့မှဲ့ရမယ်လို့အမိန့်ပေးထားတယ်မဟုတ်ဘူးလား ဒီအရေးကိစ္စမှာအဲလိရှဘက်ကဒါကိုဝင်ပြီးတော့မမဲ့ရဘူးယောဟန်မဲ့မဲ့ရမယ်ဆိုတာကိုပြောတာကိုထောက်ရင်သူ့ရဲ့ယောက်ျားဇာခရီဖျားသခင်ကအပြစ်ပေးထားလို့အာနေတယ်စကားမပြောနိုင်ဘူးဒီယောဟန်ဆိုတဲ့နာမည်ကိုသူ့ဘယ်လိုလုပ်ပြီးတော့အဲလိရှဘက်သိထားနိုင်တယ်လဲဇာခရီကစကားမပြောနိုင်တော့စာနဲ့ရေးပြီးတော့ပြောထားခဲ့တယ်ဆိုတာဟာထင်ရှားနေတယ်ဒါကိုဆက်ပြီးတော့ခိုင်ခိုင်လုံလုံအခုကျွန်တော်တို့သိရပါလိမ့်မယ်အငယ်63မှ63သူတို့က ယောဟန်အမိဖြင့်သင်အဆွေအမျိုးတွင်တယောက်ကိုမှမမှဲ့ဟုဆို၍ဖသည်အဘဲသို့မှဲ့စေလိုသည်ဟု အမှတ်အားဖြင့်မေးကြ၏အဖသည်လည်းသင်ပုံးကိုတောင်း၍သူ၏အမိကယောဟန်ဖြစ်၏ဟုရေးလေသောထိုသူအပေါင်းတို့သည်အံ့ဩခြင်းရှိကြ၏ကဲကဲကဲအဖေလို့သူဆန္ဒလည်းမေးကြအောင်တို့ကတော့ဂျူးအများစုထုံးစံအတိုင်းဇာခရီသားဆိုရင်ဇာခရီအသေးစားလေးပဲဆိုပြီးတော့ဇာခရီလိုပဲနာမည်မှဲ့ရင်ပြီးတာပဲထင်နေမယ်အဖေဆန္ဒကရှိသေးတယ်ဟဲ့ဆိုပြီးတော့ ဇာခရီဘက်ကိုလှည့်ကြည့်လိုက်ကြနဲ့ဇာခရီကြပြားကြရကြောက်တယ်မုံတောင်းပြီးတော့သူ၏အမိကယောဟန်ဖြစ်၏လို့ရေးပြလိုက်ကြတယ်ယောဟန်ဆိုပြီးတော့ဒုံးတိမဟုတ်ဘူးနော်ခန့်ငန့်ထဲတဲ့ရေးတယ်တရားဝင်ကြီးညာတယ်သူ၏အမိကယောဟန်ဖြစ်၏တဲ့အဖက်ရှင်တော်မူသောဖျားသခင်ရဲ့အမိန်ကိုသူနောက်ထပ်ဇောရကမတည့်ရဲတော့ဘူးအရင်တကားဇောရကတက်ဖူးတဲ့ဇာခရီမဟုတ်တော့ဘူးပန်တရားရှိတဲ့ဘူးတဲ့အဖိုးကြီးမဟုတ်တော့ဘူး မှတ်သွားပြီသူခမရကောင်းငင်တမန်ကိုသွားပြီးတော့မယုံတေုံနေသွားပြောမိလို့ခုရက်ထိရှာခိုင်းပြီးတော့အသွားရတယ်မဟုတ်ဘူးလားဘယ်လိုလုပ်ပြီးတော့ဒုတိယံပိစင်ကြီးတက်ဝင်မှာလဲချော်တော့မငော့ရဲတော့ဘူးကောင်းငင်တမန်ကယောဟန်အမိမှဲ့ရမယ်ဆိုတာမှားထားတော့သူခိုင်းတဲ့အတိုင်းပဲပေါ့သူ့အမိကယောဟန်ဖြစ်၏တဲ့ဒါလဲစစ်စစ်စဉ်းစားလိုက်ရင် ပြုံးမိခြင်းစရာကောင်းတဲ့သင်္ကန်းစာလေးတစ်ခုကိုဇာခရီးပြပါတယ်လို့ကျွန်တော်ခန်းစားမိပါတယ်အငယ်64မှ66 ထိုခဏချင်းတွင်ဇာခရီသည်နှုတ်ဖွင့်ခြင်းရှာလွတ်ခြင်းရှိသည်ဖြစ်၍စကားအဖြစ်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏အိမ်ကြီးချင်းရှိသည်များတို့သည်ကြောက်ရွံ့ခြင်းရှိကြ၍ထိုအမှုအရာများသည်ယူရတောင်ကြားရက်တို့၌အနှံ့အပြားကျော်စောလေ၏ကြားသောသူအပေါင်းတို့သည်နှလုံးထဲ၌မှတ်သား၍ဤသူငယ်သည်အဘယ်သို့သောသူဖြစ်လိမ့်မည်နည်းဟုဆိုကြ၏ဘုရားသခင်လက်တော်သည်လည်းသူငယ်နှင့်အတူရှိတော်မူ၏ယောဟန်ကိုမွေးပြီးတော့အရေးပြားလှီနာမည်မှဲ့ပြီးတာနဲ့အပြိုင်နဲ့ ကောင်းကင်ကကျိန်စာကလည်းတခါတည်းကုံဆုံးသွားပြီ။ကိုးလာကျော်လုံးလုံးအသံမထက်တဲ့ဇာခရစ်ချက်ချင်းကောက်ခငင်ကအသံလည်းထက်လာရောကျေးဇူးတော်ကိုဟောဟောဒိုင်းဒိုင်းကြီးချီးမွမ်းပြစ်လိုက်တာ။ဒီပုဂ္ဂိုလ်တော့ဒီတစ်သက်လုံးအနေပြီးထင်တဲ့ပရိသတ်တွေအကုန်လုံးပဲ့လက်လန်ကုန်ကြရတယ်။ပြီးတော့ဒီထူးဆန်းတဲ့အဖြစ်အနစ်ကိုဘယ်သူမှမနေနိုင်ဘူးရှောက်ပြောလိုက်ကြတာ။သူတို့နေတဲ့ယေရုရှလင်နဲ့မလှမ်းမကမ်းလို့ယူဆရတဲ့တောင်ကြားဒေသတွေမှာဒီသတင်းဟာပြန့်နှံ့သွားရတော့တယ်။ အရေးကြီးတဲ့အချက်ကတော့ဖျားသခင်ရဲ့ဂရိတော်နဲ့မွေးဖွားတဲ့သားဒီသားယောဟန်ကိုလေဖျားသခင်ကဆက်လက်စောင့်ထိန်ပေးတယ်ဆိုတဲ့အချက်ကိုတွေ့ရခြင်းပဲအငယ်68မှ85သူ၏အဖဇာခရီသည်ပန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်ဝလျက်ဣသရေလလူမျိုး၏ဖျားသခင်ထာဝရဖျားသည် မင်္ဂလာရှိတော်မူစေတည်းအကြောင်းမူကားကဘာဥမစ၍ပေါ်ထွန်းသောမိမိတန်ရှင်သောပရောဖက်တို့နှုတ်ဖြင့်ဂျာရိထားတော်မူသည်နှင့်အညီငါတို့သည်ယန္တုဘေးနှင့်ကင်းလွတ်၍ ဖျားသခင်ရှိတော်၌တသက်လုံးသင်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့်ဖျားဝတ်ကိုရဲရင်စွာပြုရသောအခွင့်ကိုပေးညီဟုငါတို့အဖအာဗြဟံအားချိန်ဆခြင်းဂရိတော်ဒီဟုသောသင်ရှင်းသောဗြိညာဉ်တရားကိုအောက်မေ့တော်မူသဖြင့်၎င်းငါတို့ဘိုးဘေးများနှင့်ဝန်ခံတော်မူသောသနာခြင်းကျေးဇူးကိုပြုတော်မူသဖြင့်၎င်းမိမိလူမျိုးကိုအကြည့်အရှုကြွလာလျက်ရွေးနှုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍ငါတို့ကိုရန်သူလက်မှ၎င်းမုန်းသောသူရှိသမျှတို့လက်မှ၎င်းကဲလွတ်မြီအကြောင်း ကဲလွတ်ချင်းဥဂျိုကိုမိမိကျွန်ဒါဝိတ်အမျိုးထဲ၌ငါတို့အားပေါ်ထွန်းစေတော်မူပြီအခုအပိုင်းကိုရောက်လာတော့ဇာခရီဟာရိုးရိုးလေးကျေးဇူးတော်ကိုချီးမွမ်းတာမဟုတ်တော့ဘူးပန်ရှင်သောဝိညာဉ်တော်အရှိန်တကိုးနဲ့ကျေးဇူးတော်လင်္ကာကိုရွတ်ဆိုတာဖြစ်နေပြန်ပါတယ်သူဟာကိုးလာတောင်အနေခဲ့တဲ့လူအခုအချိန်မှာတော့အပြစ်လွတ်သွားပြီတီကျင်းဆိုနိုင်တဲ့အခွင့်ကိုတောင်ဘုရားသခင်သူ့စီမှာပေးလိုက်ပါပြီဒါကြောင့်ရှင်လူကာခရစ်ဝင်အခန်းကြီး၁ရဲ့ ထူးထူးခြားခြားလင်္ကာသုံးပုံနဲ့ထုံမွန်းထားတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး1ပဲဖြစ်နေတယ်ဆိုတာကိုဒီနေရာမှာပြိပတ်အလုံးသဘောပေါက်မယ်ထင်ပါတယ်။ဒီလင်္ကာအားဖြင့်သူ့ရဲ့သားယောဟန်ဟာကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ရှေ့ပြေးစေတမန်ဖြစ်တဲ့အကြောင်းသူ့ရဲ့ယူပါယုံကိုဇာခရီဟာဖွင့်ဆိုပြသနေပါတယ်။ရှေးဖန်ရှင်သူတို့အပေါ်မှာထားခဲ့တဲ့ဂရိတော်ကိုရှေးကာလပရောဖက်သူဟောကြားခြင်းများနဲ့အညီဒါဝိဒ်အမျိုးထဲမှာနေပြီးတော့ကယ်တင်ရှင်ပေါ်ထွန်းမယ်ဆိုတာဟာ ခရစ်တော်ကိုယဉ်ညွှန်းလိုက်ခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေများခင်ဗျာအာဗြဟံအပေါ်မှာဖျားသခင်ပြုခဲ့တဲ့ဗြိညာဉ်စကားတွေထဲမှာဣသရေလတို့အတွက်ပေးခဲ့တဲ့ဂရိစကားတွေနဲ့အတူသင်အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရလိမ့်မည်ဆိုတဲ့အချက်ကိုကျွန်တော်အထူးမှတ်သားနာယူခဲ့ကြရပါပြီ။ဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာဟာကမ္ဘာလောကသားအလုံးနဲ့တက်ဆိုင်တယ်ဆိုတာကိုကျွန်တော်မေ့လို့မရနိုင်ပါဘူး။ဒါကောကမ္ဘာဦးကျမ်းအခန်းကြီး7မှာ အခိုင်အမာကျွန်တော်တို့ဖော်ပြခဲ့ပြီးပါပြီ။ဒီဂရိတော်နဲ့အတူရှင်ယောဟန်အခန်းကြီး3အငယ်16မှာဖော်ပြတဲ့အရေးကြီးတဲ့ကြမ်းကျက်တစ်ခုကလည်းရှိပါသေးတယ်။ဖျားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်။ထာဝရအသက်ကိုရစေခြင်းဟာဖျားသခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါဟာကဘာဦးအတိတ်ကပြည်ညင်ကို ထင်ထင်ရှားရှားဖြည့်ဆည်းပေးလိုက်တဲ့ကျေးဇူးတော်ပါပဲရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်86မှ80အဆုံးအထိအချင်းသူငယ်သင်သည်လည်းအမြင့်ဆုံးသောဖခင်ဤပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်အကြောင်းမူကားငါတို့ဖခင်သခင်သနာတော်မူခြင်းကျေးဇူးတော်အားဖြင့်အပြစ်ဖြေ၍ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကိုဖခင်လူမျိုးအားဖော်ပြသဖြင့်ထာဝရဖခင်ဤလံခရီးတော်ကိုပြင်ဆင်ခြင်းကသင်သည်ရှေ့တော်၌ပွားရလိမ့်မည် ထိုသနာတော်မူခြင်းကျေးဇူးတော်အားဖြင့်ကောင်းကင်မှနေအာယုံသည်ငါတို့အပေါ်သို့တက်သည်ဖြင့်မှောက်မိုက်နှင့်သေမင်းရိတ်ထဲတွင် ရှိနေသောသူတို့၌အလင်းပေါ်ထွန်း၍ငါတို့အားညင်သက်ခြင်းလမ်းကို ပြလျက်ရှိပြီဟုပရောဖက်ညံနှင့်ဟောလေ၏ထိုသူငယ်ကကြီးပွား၍ညံသက်တီနှင့်ပြည့်စုံ၏ဣသရေလလူတို့အားမထင်ရှားမီတိုင်အောင်တောအရ၌နေလေ၏အမှန်တော့ပတိဇံဆရာယောဟန်ဆိုတာဟာ အမြင့်ဆုံးသောပရောဖက်ဆိုတဲ့ဘွဲ့နာမနဲ့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့လမ်းခရီးအတွက်ရှေ့ကလျှောက်လန်းရမယ့်လူဖြစ်ပါတယ်။လမ်းခရီးကိုပြင်ဆင်ရမယ့်သူဖြစ်ပါတယ်။မှောင်မိုက်ခြင်းနဲ့သေခြင်းတရားရဲ့ဏိဂုံးခရီးမှာယက်တီနေရသူ ကျွန်တော်အတွက်လင်းအာယုံကိုသယ်ဆောင်မဲ့သခင်ရဲ့စေတမန်ကြီးလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။သူဟာထူးခြားတဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အထူးတာဝန်ကိုထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်တစ်ပါးပဲဖြစ်ကြောင်းဒီကနေ့ တင်ဆက်လိုက်ပါရစီခင်ဗျာဒေါက်တာထွန်းမြတ်ရဲ့အစီအစဉ်တင်ဆက်တဲ့သင်သိရသောတမချန်းအစီအစဉ်ဖြစ်ပါတယ်နောက်ကျင်အစီအစဉ်မှာရှင်လူကာခရစ်ဝင်ကျမ်းခန်းကြီးနှစ်အခန်းငယ်၁ကနေအခန်းငယ်၁၆အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ် ူများအားလုံးအပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေရှင်